ကိုရဲ့မိုးရဲ့ဇာတိမြေဖြစ်တဲ့မင်္ဂလိမြို့ပေါ့နော်မင်္ဂလိမြို့မှာတော့မိုးကအာမိဘတွေကမွေးမွေးဖွားပြီးတော့ရန်ကုန်မှာချီးကျင်းတာပေါ့ဟုတ်မင်္ဂလိရောက်ပဲသွားလဲဆိုလို့ရှိရင်ဖခင်ကြီးရင်သွားတယ်ပြီးတော့ဘယ်မြို့ပဲရောက်ဖခင်ကိုရင်သွားတယ်ပေါ့နော်ပြီးသွားလို့ရှိရင်မိုးကအစားတောက်ကြိုက်တယ်ဆိုတော့အစားတောက်လိုက်စားတာပေါ့အင်းလေးကတော့မိုးအလဲသွားတာပါ။ကားရိုက်နေနေကားရိုက်ပြီးတော့လူတားလဲတာပေါ့။ ပေါ့အရေးဖြူဆိုရရုပ်ရှင်ဓာတ်ကြီးပါရတာပေါ့နော်ပင်တရနဲ့ကလောမှာပေါ့ဟာဘယ်လိုမှတရားမှတော့မရှိပါဘူးဘာလို့ဆိုတော့အမှကားသွားရိုက်တိုင်းဖះသွားဖူးနေတာဆိုတော့ဖះသွားဖူးဖြစ်တာပေါ့နော် ောတာပေါ့နော်။ဒီမြို့ပဲရောက်ပြောပါရယ်။ဒါမဲ့ကိုယ့်ရဲ့မိုးရဲ့ဇာတိမြေဖြစ်တဲ့မန္တလေးမြို့ပေါ့နော်။မန္တလေးမြို့မှာတော့မိုးကအာမိဘတွေကမွေးမွေးဖွားပြီးတော့ရန်ကုန်မှာချီးကျင်းတာပေါ့။ဟုတ်။မန္တလေးမှာတော့မိုးကမူချိုပေါ့။မူချိုလောက်ပါပဲ။မူချိုအစင်းလောက်ပဲနေပြီးတော့ကျွန်တော်တို့ရန်ကုန်ပြောင်းသွားတာပေါ့နော်။ဟုတ်ကဲ့။ဖြစ်ပါရယ်ချစ်တော်လေးမိုးရဲ့မြေလို့ရေးထားတာပါ။ဟုတ်။မန္တလေးရောက်ပဲသွားလဲဆိုလို့ရှိရင်ဖရားကြီးရင်သွားတယ်။ပြီးတော့ဘယ်မြို့ပဲရောက်ဖရားကိုရင်သွားတယ်ပေါ့နော်။ပြီးသွားလို့ရှိရင်မိုးကအစားအသောက်ကြိုက်တဲ့လူဆိုတော့အစားအသောက်လိုက်စားတာပေါ့။မန္တလေးစားတော့ ော့ဘာလေးကြိုက်တယ်။ကြိုက်တယ်ကြိုက်တယ်အကုန်ကြိုက်တယ်။ကိုတော်ဗုဒ္ဓီတုတ်တော့ပါဘူးကြိုက်တယ်။အဲအဲ့ character တိုင်းမျိုးတော့ရုပ်ဆောင်တာ။တဲ့အင်းလေးမှာကြတော့အရေးဖြူဆိုရုပ်ရှင်တားကြီးတားရတာပေါ့နော်အင်းလေးပေါ့ပင်တရနဲ့ကလောမှာပေါ့ဟုတ်အင်းလေးကတော့မိုးအလဲသွားတာပါတားရိုက်နေနေတားရိုက်ပြီးသွားလို့တားလဲတာပေါ့ အော်ဘလို့မတ်တရားမတော့မရှိပါဘူးဘာလို့ဆိုအမကားသွားရိုက်တိုင်းဖះသွားဖူးနေတာဆိုတော့အဖះသွားဖူးဖြစ်တာပါဘာလို့အာမိုးကလည်းမိုးကိုချစ်တဲ့ပရိသတ်တွေအားလုံးအနေကင်းပေးရှင်းကြပါစေကျန်းမာကြပါစေပြီးတော့အလုံးကန်နေလည်းအဆင်ပြေပါစေလို့မောဆုမကောင်းတောင်းပေးပါရရှင်ဟုတ်အားလုံးပဲစိတ်ချမ်းသာကြပါစေရှင်ဟုတ်ကျေးဇူးပါ